စစ်တပ်မျိုးပမာတည်ရှိတဲ့ရခိုင်ကျေးရွာတွေကကျေးရွာသားတွေကိုစစ်ကောက်စီတပ်ကအတန်းတမနေထောက်ထားပြီးပြည်သူတွေရဲ့စစ်ဘေးရှောက်ဘဝနဲ့ရောဂါဆန့်ခွံနေရချိန်မှာနေရင်တွေကိုရော်လုံးချက်နှိမ်ပန်းဖြိုဖျက်ရောက်ရှာထားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အဲ့ဒီနေရင်တွေဟာစစ်တပ်မျိုးဆေယောကျတဖကဲမှာရှိတဲ့ရှိပြည်သားကျေးရွာမှာကျေးရွာပိုက်ဆိုင်ကျေးရွာတွေကနေရင်တွေဖြစ်ကြတယ်လို့ကျေးရွာသားတွေကနေရင်စာကိုပြောပါတယ်။ မိဖတဲ့တသက်ဆူဆောက်ထားပြီးဆောက်ခဲတဲ့အင်ဟာစစ်ဘေးချောင်နေရတဲ့အရှင်ခဏလေးအတွင်းမှာပြိုပြတ်တော့တာကြောင့်ဘဝတစ်ခုလုံးပျက်စီးသွားလို့ခံစားရတယ်လို့ကြည်တို့ရောမကြည်ရောကအမိမဖော်လို့တဲ့အမျိုးသမီးတစ်ယောက်ကပြောပါတယ်ပထမတော့စစ်ကောက်စီတက်ကမူဆန်တွေကိုဖြိုဖျက်ရောက်စားနေတာတွေကိုကြားခဲ့ရပြီးအခုတရော်လုံးဘာမှမကြံတော့ဘူးလို့သူကဆိုပါတယ်စစ်တပ်မျိုးပေါ်မှာရှိတဲ့ကြည်ရောတွေကကြည်ရောသားတွေကို2024ခုနှစ် စတန်ဘာလဒုတိယအပတ်မှာစစ်ကောက်စီရဲ့အာဓမနေထောက်ခြင်းကိုခံခဲ့ရတာကြောင့်ရောဂိုဆန့်ခေါ်ခဲ့ရပြီးစစ်တေမျိုးထေကဖွန်းတော်ကြီးကြောက်တယ်နဲ့တခြားနေရာတွေမှာဖြစ်တယ်လို့နေထိုင်ပြတာလို့သိရပါတယ်စစ်ကောက်စီဟာစစ်တေကိုအရဟတက်တော်အေဝင်အောင်တိုက်ခိုက်လာမှာကိုအကြောက်ပြပြီးတော့စစ်တေမျိုးပြန်ပက်ပက်လေးမှာရှိတဲ့ရခိုင်ကြီးော်ကကြီးော်သားတွေကိုအတင်းအဓမ္မနေထောက်ပြီးနေအိမ်တွေကိုတအိမ်ပြီးတအိမ်ဖြုတ်ဖဲရောက်စားနေတဲ့ဆိုတဲ့တဲ့တန်းတွေဟာကြည်ပြန့်စွာထွက်ပေါ်နေပါတယ်ခင်ဗျာ